အာကရင်ပြည်နယ်မှာရှိနေတဲ့တမခေါ်မှာရှိနေတဲ့ဒါကျွန်တော်တို့အာအဖိုးကျော်နေရဲ့အိမ်အိမ်အိမ်ဟိုပေါ့နော်စားကစားတွေကနေပြီးတော့မှဒါလာပြီးတော့မှကျဲသွားတယ်ဆိုတဲ့သတင်းကတော့ဒါကျွန်တော်တို့ပြည်ရင်းပြည်ပမှာဟော့နေတဲ့သတင်းတစ်ပုဒ်ဖြစ်ပါတယ်နော်ဟော့နေတဲ့သတင်းတစ်ပုဒ်ဖြစ်တယ်အဲအဲ့ဒါနဲ့ပတ်သက်ပြီးတော့မှတော့ကျွန်တော်စပီအောက်လုပ်ပါမယ်အဲ့တော့ပြောချင်တာတစ်ခုကတော့အချမ်းမစစ်ကောင်စီကဒါ ဟိုအနေအထားကတော့အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော် YouTube channel မှာတက်ကြလာပါတယ်ကျွန်တော်တို့ channel ဟာဆိုရင်နေ့စဉ်မျိုးတလုံးနဲ့တက်တဲ့အတိုင်းတစ်တိုင်းကောင်းတွေကိုတင်ဆက်ပေးနေတာပါကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးပြီး like နဲ့ကြည့်ရအောင်ပင်လည်းမျိုးတွေခေါင်းတွေနဲ့ပေးဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာရုပ်မှဘူးအတွက်ကိုသူသူ့ဘက်ကတော့အစင်သိရှိနေတဲ့အနေအထားမျိုးဒါကျွန်တော်တို့တွေ့ရပါတယ်အဲ့တော့ မဲအောင်လိုက်ရုရှားသွားတာဘသူတွေပါလဲဆိုတဲ့အရာတွေကိုဒါကျွန်တော်တို့ပြန်ပြီးတော့ကြည့်ရတော့เนาะမဲအောင်လိုက်ရုရှားကိုသွားတာဘသူတွေပါသွားလဲအဲ့ဒါကိုကျွန်တော်တို့ပြန်လိုက်ရမှာဖြစ်ပါတယ်เนาะမဲအောင်လိုက်ရုရှားကိုသွားတဲ့အခါမှာဘသူတွေပါလဲအဲ့အဲ့ဒီအချက်ကအရန်အရေးကြီးတယ်ကျွန်တော်တို့ပြည်သူတော်တော်များများပြည်ရင်းပြည်ပါမှာရှိနေတဲ့ပြည်သူတော်တော်များများအဲ့ဒီအချက်ကိုအဲဒီအခုရပိုင်းမှာတိတ်ပြီးတော့မှမဆွဲထုတ်ကြအောင်အဲ့ဒါကိုသေးသေးကြကြလေးဆွဲထုတ်ပြီးတော့မှ ဒါကျွန်တော်တို့စဉ်းစားဖို့အတွက်ပေါ့နော်သုံးသပ်ဖို့အတွက်ဒါကျွန်တော်တို့အရာအရေးကြီးတယ်နိုင်ငံရေးရေးနိုင်ငံရေးသုံးသပ်ခြင်းနေနိုင်ငံရေးရေးပြောခြင်းနေအားလုံးကတိုင်းနယ်ပြည်နယ်14ခုမှာရှိနေတယ်တိုင်းရင်းသားတွေကိုအကျိုးပြုရအကျိုးပြုရတဲ့ပုံစံလိုမျိုးတွေအများကြီးပြောပြဖို့အတွက်လိုအပ်တယ်နော်ပြောပြဖို့အတွက်လိုအပ်တယ်ဘာကြောင့်လဲဆိုတော့ဟို အကြမ်းမစစ်ကောင်စီရဲ့အခြေအနေကနောက်ဆုံးရောက်သွားတဲ့အနေအထားမျိုးနောက်ဆုံးအခြေအနေဒီသူကရောက်နေပြီရောက်နေပြီဆိုတဲ့အခါကျတော့ဒီထွက်ပေါက်ပိတ်နေတဲ့လူကသူကထွက်ပေါက်ပွင့်အောင်သူတခုမှောက်တခုကသူကအဲ့လိုဖောက်ထွက်ပြီးသူကရှာတော့မဲ့အနေအထားမျိုးသူကလောက်တာအဲ့တော့မင်းရောက်လာရရှာသွားတဲ့အခါမှာဘသူတွေပါသွားလဲအဲ့ဒါသိအရေးကြီးရယ်နော် အကြမ်းမဲ့စစ်ကောင်စီမရောက်လိုက်ရုရှားသွားတဲ့အခါမှာဘသူတွေပါသွားတယ်လဲဘယ်ပုံကူတွေပါသွားတယ်လဲဆိုတဲ့အချက်လက်တွေကအင်မတန်အရေးကြီးတယ်မြန်မာနိုင်ငံမှာဟိုမြန်မာနိုင်ငံမှာအခုဒါကျွန်တော်တို့ချင်းဆိုလို့ရှိရင်လည်းဒါเนาะချင်းပြည်နယ်ဆိုလို့ရှိရင်လည်းဒါအိမ်ပြန်နေနဲ့အနေထားမျိုးအသွင်ပြင်နေဒါကျွန်တော်တို့တွေ့လာရသလိုရခိုင်ပြည်နယ်ဆိုလို့ရှိရင်လည်းအောင်ပွဲရတဲ့အနေထားမျိုးတွေဒါကျွန်တော်တို့တွေ့လာရတယ်။ကချင်ပြည်နယ်ဘက်ဆိုလို့ရှိရင်လည်းတကယ်ကိုအကြမ်းဖက်စစ်ကောင်စီဖောက်ထွက်လို့မရတဲ့အနေထားမျိုးကို ဒါဟိုကင်တွေ့နိုင်တဲ့အနေအထားမျိုးတွေ့ရတာပေါ့နော်အဲ့လိုမျိုးအဲ့တော့ဟိုနည်းနည်းယူပေါက်ဖြစ်နေတာကတော့ကရင်ပြည်နယ်ဘက်မှာကတော့ယူပေါက်ဖြစ်နေတယ်ကရင်ပြည်နယ်ဘက်မှာယူပေါက်ဖြစ်တာဘာကြောင့်ယူပေါက်ဖြစ်တာလဲလို့ပြောပြမယ်နော်ဟိုဒီအချမ်းပတ်စက်ကောင်စီတွေနဲ့ပတ်သက်ပြီးတော့မှဟိုပေါ်ပေါ်တန်တန်ဆက်ဆံလို့ဒါကရင်ပြည်နယ်မှာယူပေါက်ဖြစ်တာလို့ပဲဒါကျွန်တော်တို့ကသုံးသပ်ပြရစီ ်နော်အကြမ်းဖက်စစ်ကောင်စီကိုအမြဲတမ်းအမြဲတမ်းအမြဲတမ်းရှော့ရှော့ပေါ့ပေါ့ဆက်ဆန့်နေရှော့ရှော့ပေါ့ပေါ့ဘာဖြစ်လို့လဲဆိုတာတကယ်တော့ဒီစစ်ကိုစစ်လို့မြင် ပြီးတော့မှချိန်မယ်ဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့ဒီပြတ်သားဖို့အတွက်ကိုလိုအပ်တယ်အခုဆိုလို့ရှိရင်တဖြည်းဖြည်းတဖြည်းဖြည်းနဲ့ဟလာဒီနေ့ဆိုလို့ရှိရင် KNU တက်မှခေါ်မှရှိနေတဲ့ဒါကျွန်တော်တို့ဒါနော်ကရင်ဘူချုပ်တယောက်ရဲ့အိမ်နော်အိမ်ကိုလာပြီးတော့မှ ဒါချဲချလိုက်တယ်ဆိုတော့အနေထားမျိုးတွေအာဒါတွေ့ရတယ်တွေ့ရတဲ့အခါကျတော့ကဲဒီချိန်မှာကျွန်တော်တို့တွေကမေးခွန်းမေးစရာရှိတယ်ပေါ့နော်ကဲစောချစ်သူကတက်မှာခွန်မှာရှိနေတယ်ဒီလိုမျိုးကင်းရင်ပြည်နယ်နဲ့ပတ်သက်တဲ့အကြီးကဲတယောက်အိမ်ကိုလာကျဲတဲ့အခါမှာစောချစ်သူဘာလုပ်နေတာလဲစောချစ်သူကမကကွယ်ပေးဘူးလားစောချစ်သူဘာထိုင်လုပ်နေတာလဲမေးခွန်းမေးစရာအကြောင်းအများကြီးရှိတယ်နော်ဘာဖြစ်လို့လဲစောချစ်သူသူကင်းရင်မဟုတ်ဘူးလားသူကင်းရင်မဟုတ်ဘူးလား ဒါကျွန်တော်တို့မေးကွန်းမေးစရာအကြောင်းရှိတယ်เนาะကျွန်တော်တို့ကကရင်ပြည်နယ်နဲ့ပတ်သက်ပြီးတော့မှလူငယ်တွေကဟိုဘယ်လိုပြောပြမလဲလူငယ်တွေကလေအမုန်းခံပြီးပြောတဲ့ပြောကြတာပေါ့နော်ဘာဖြစ်လို့အမုန်းခံပြီးတော့မှဒီကရင်ပြည်နယ်ဘက်ကိုအများကြီးပြောကြတာလဲဆိုတော့ကရင်ပြည်နယ်ဘက်ကိုအိုင်ရန်ကိုအောင်မြင်စေချင်တာဖြစ်တွန်းစေချင်တာတော်လန်ရေးရဲ့ပထမဦးဆုံးသောဖြတ်တန်းခဲ့တဲ့ပြည်နယ်တစ်ခုလည်းဖြစ်တဲ့အတွက်ကြောင့်ကရင်ပြည်နယ်ဆိုလို့ရှိရင်ဟို အောင်မြင်စေချင်တယ်ဘယ်အရာမဆိုစကားဆန်းနဲ့ပတ်သက်လာလို့ရှိရင်ရန်ငါးပြက်ပြက်ပြီးတော့မှကြိတ်လိုက်တာကိုပဲလိုချင်တာအဲ့လိုမျိုးအသွင်အပြင်မျိုးကရင်ပြည်နယ်နဲ့ပတ်သက်လာလို့ရှိရင်ပြက်ပြက်တသားနဲ့ဂိုင်းတွေ့ဖို့အဲ့လိုမျိုးတွန်းအားတွေလိုချင်တာအခုစောချစ်သူကိုကျွန်တော်တို့ကမေးခွန်းမေးချင်တယ်เนาะဒီတမခွန်မှာရှိနေတဲ့ဒါကျွန်တော်တို့ဒီเนาะဒီအကြီးကဲတယောက်ရဲ့အိမ်ကိုအကြမ်းမက်စစ်ကောင်စီကလာပြီးတော့မှဘုံကျဲတဲ့အခါမှာ तू မကာကွယ်ပေးဘူးလား तू မကာကွယ်ပေးဘူးလား နော်သူမကာကွယ်ပေးဘူးလားဘာဖြစ်လို့သူတို့လက်ပိုက်ကြည့်နေကြတာလဲအဲအဲ့အရာမျိုးပေါ့နော်ဒါကျွန်တော်တို့အဲ့တော့ပြောချင်တာတခုကကရင်ပြည်နယ်မှာကဟိုကရင်အဖွဲ့တွေကတော့အများကြီးရှိတာပေါ့နော်ဒါပေမဲ့ကရင်ဟာကရင်ပဲကရင်ပဲကျွန်တော်တို့မြင်တယ်နော်အဲ့တော့အဖွဲအဖွဲအစည်းပေါင်းမြောက်များစွာရှိတော်냐လဲပဲကရင်မကကရင်ပဲ DGB လည်းကရင်ပဲ KDLA လည်းကရင်ပဲ KNLA လည်းကရင်ပဲ PC လည်းကရင်ပဲနော် BGF လည်းကရင်ပဲဒါပေမဲ့ဘာစိတ်သက်တစ်ခုလိုတာလဲဆိုတော့ကရင်အမျိုးသားကြီးနဲ့ပတ်သက်ပြီးပြက်ပြက်တသားရက်တည်ပြီးတော့မှဒီကရင်ပြည်နယ်ကိုစော်ကားမော်ကားလုံနေတဲ့အကြမ်းဖက်စစ်ကောင်စီကိုပြက်ပြက်တသားနဲ့စုပေါင်းပြီးတော့မှတွန်းလှန် ဖို့အတွက်စိတ်ဓာတ်လေးတစ်ခုပဲလိုတာအဲ့တော့လေးနှစ်အတွဲမှာกินนี่တစ်ဖွဲ့နဲ့တစ်ဖွဲ့တစ်ဖွဲ့နဲ့တစ်ဖွဲ့မညီညွတ်အောင်ဒီအကြမ်းတ်စစ်ကောင်စီကသွေးခွဲခဲ့ပြီးသွားပြီเนาะအကြမ်းတ်စစ်ကောင်စီကသွေးခွဲတဲ့အောက်မှာခရင်အမျိုးသားကြီးအဖွဲ့အသီးသီးကလည်းလိုက်ပါခဲ့ပြီးသွားပြီးပြီကဲအဲ့ဒါဆိုလို့ရှိရင် အခုအချမ်းမစစ်ကောင်စီတွေဘက်ကဒီလို drone တွေပါနေနဲ့ကရင်အကြီးကဲတယောက်ရဲ့အိမ်ကိုလာပြီးတော့မှချတယ်ဆိုကြဲကိုကကဲစဉ်းစားတော့အဲ့တော့အချမ်းမစစ်ကောင်စီမဲအောင်လိုင်းကရုရှားကိုသွားတဲ့အပိုင်းအောင်ကျွန်တော်ကြည့်အောင်ရုရှားကိုသွားတဲ့အခါမှာမဲအောင်လိုင်းအာနာစသိန်းတုံးကလေ तू က तू तू ခေါ်တွေ့တဲ့အဖွဲ့တွေရှိတယ်အဲ့ဒါကမြန်မာနိုင်ငံမှာခရိုနီတွေပေါ့နော် ဲ့ဒီ crony date ရဲ့ crony တွေကို तू ခေါ်တွေ့ရအဲ့ဒီတဲကလူတွေကို selection ရွေးထုတ်ပြီးတော့မှ तू ယုံကြည်စိတ်ချရာဇုံတော်သူတွေကို ခေါ်ပြီးတော့မှ Russia ကိုသွားတယ်သွားလာလीယူတာတော့သွားခြင်းမျိုးမဟုတ်ဘူးရုပ်မာဖို့အတွက်သွားတာမင်းအောင်လိုင်ကအသက်ပြင်းနေတော့လူလေးကပို့တလောင်ညံ့ပြေးတယ်ဒါပေမဲ့သူ့ပုံစံကြည့်ကြည့်လိုက်သူရုပ်မာဖို့အတွက်သွားတာ နောက်ဆုံးသူတို့ဝိုင်းရုပ်มาကြမယ်။နောက်ငါတို့အာနာဝိုင်းမင်းအောင်လိုက်ကြောက်တဲ့အာနာတိုင်းတာမဟုတ်ဘူး။ခရိုနီတွေအာနာချင်းနေအကုန်အများကြီးပါတယ်။အကုန်ဝိုင်းတိုင်းကြတာ။နော်ဒီပွဲကနော်သူကျွန်တော်တို့ကလေးနှစ်တာလုံးမှာမင်းအောင်လိုက်ကိုတယောက်ကိုပဲတဲပြီးတော့ဆဲကြတယ်၊ဆိုကြတယ်၊စိုးဝင်းကိုဆဲကြတယ်၊ဆိုကြတယ်။အဲ့လိုမျိုးဟာတယ်။ဒါဆွဲထုတ်တက်ရမယ်နော်ဆွဲထုတ်တက်ရမယ်ကျွန်တော်ကလေကြောက်တင်ပုံရှိလို့ရှင်ကြောက်တင်ပုံနဲ့ကျွန်တော်ကအကုန်လုံး ဒီຫນွေဦးတော်လိုင်းရဲ့အဆဆန္နာပြခြင်းပြီးမင်းအောင်လိုင်းဘယ်လိုလူတွေကိုခေါ်တွေ့တာပြီးတော့မှအဲ့ဒီမှာကျွန်တော်တို့ကဘယ်လိုဘယ်လိုဖြစ်ပြလာတာအကုန်လုံးကျွန်တော်ဒီကြောက်တဲ့မုံလေးနဲ့ကျွန်တော်အကုန်လုံးပြန်ဆွဲပြီးတော့မှပြန်ပြီးတော့ကျွန်တော်ရှင်းပြတတ်တယ်။ဘာဖြစ်လို့ရှင်းပြတတ်လဲဆိုတော့ဒီຫນွေဦးတော်လိုင်းရေးနဲ့ပတ်သက်ပြီးတော့မှကျွန်တော်ကအဆတော်ဒီလို speed အောင်မပြောတတ်ဘူး။ကျွန်တော်ကစော့ပင်လေးတွေနဲ့ခဲတန်းလေးတွေနဲ့စော့ပင်လေးနဲ့ရေးပြီးတော့မှကျွန်တော်ရှင်းပြခဲ့ရင်းနဲ့ကျွန်တော်ကဒါပါဝင်ခဲ့တာတော်လန်ခဲ့တာ အဲ့တော့ကျွန်တော်ကအကုန်လုံးအလွတ်ရတယ်ဟိုမှာကျွန်တော်ရဲ့ဒီဟိုချက်ပါလေးတွေမှာဆိုလို့ရှိရင်တွန်လိုင်းနဲ့ပတ်သက်ပြီးတော့မှကျွန်တော်ဆန္ဒပြတော့မှမှတ်တမ်းလေးတွေအစားအကုန်လုံးတင်ထားတာအဲ့တော့ရန်ကုန်မြို့မှာရန်ကုန်မြို့မှာလူငယ်တွေဆန္ဒပြတယ်မန္တလေးမြို့မှာလူငယ်တွေဆန္ဒပြတဲ့အချိန်မှာအကြမ်းမဲ့စစ်ကောင်စီမင်းအောင်လှိုင်နဲ့ပူးပေါင်းနေတဲ့အဖွဲ့တွေက နော်သူတို့တွေကအစည်းအဝေးထိုင်နေမင်းအောင်လှိုင်နဲ့တွားတူတဲ့အဖွဲ့တွေရှိတယ်ခရိုခရိုနီတွေပေါ့နော်ခရိုနီအဖွဲ့တွေဒိတ်ဒိတ်ကျဲတွေပေါ့နော်အဲအဲ့ဒီအဖွဲ့တွေ အဲ့ဒီအဖွဲတွေကသွားတွေ့တယ်အဲ့ဒီအဖွဲတွေက selection ရွေးပြီးတော့မှ rush out မင်းအောင်လိုင်းခေါ်သွားတာယူသားတော့ခေါ်သွားခြင်းမဟုတ်ဘူးသူတို့မှနောက်ဆုံးထွက်ပေါက်ပိတ်အရင်ရုံမှလူရအောင်ကိုသူတို့မရရတဲ့နီးနဲ့သူတို့ရုံမှကြမယ်ရုရှားနဲ့ပေါင်းပြီးရုံမှကြမယ်ဆိုတဲ့အကွက်သူတို့မှရှိတယ်အဲ့ဒါသတိထားဖို့အဲ့ဒါအကြောင်းမို့လို့အဲ့တော့အခုဒါဆိုလို့ရှိရင်အဖြူအမဲသေးွယ်သွားပြီ เนาะအခုအသေးခွဲသွားပြီဆိုတော့ကရင်အမျိုးသားရဲ့အဖွဲ့တွေအားလုံးကစီလုံးမရတော့မှာစီလုံးမရတော့မှာเนาะစီလုံးမရတော့မှာစီစီလုံးလုံးနဲ့ကျွန်တော်တို့အားလုံးကစူပေါင်းမရတော့မှာကြားပြန်ကိစ္စကိုကျွန်တော်တို့ကပြောမယ်ကြားပြန်ကိစ္စကကြတော့တရုတ်တရုတ်ရဲ့ပြဿနာတရုတ်ရဲ့ပြဿနာเนาะတရုတ်ရဲ့ပြဿနာ ဒါပေမဲ့အခုဒီနေ့ဒီချိန်မှာကျွန်တော်တို့ကြားသိရတဲ့တက်မခုံရဲ့ကိစ္စနဲ့ပတ်သက်တဲ့ပြဿနာကြတော့ကရင်အမျိုးသားကြီးတွေနဲ့ပတ်သက်ပြီးတော့မှစိန်ခေါ်တဲ့ပုံစံလိုမျိုးတော့ဖြစ်သွားတယ်။နော်တော့ပြီးတော့ချိန်လိုက်တာ။ကဲကရင်အမျိုးသားကြီးအဖွဲတွေဘာလုပ်ကြမလဲ။နော်တက်မခုံကြီးဖြစ်နေတာပါကွာ။တက်မငါးကနေပြီးတော့မဟာဟာဆိုထိုင်လို့မရဘူး။တက်မခုံကြီးဒီလိုကြီးဖြစ်သွားတာပါ။နော်ဟိုဘက်က PC ဖွဲ့ကလည်းဟာ တမန်ခွန်ကြီးဒီလိုဒီလိုဖြစ်တော့ဆိုသွားပြီးတော့မှရည်လို့မရဘူးခရင်အချင်းချင်းဘာလို့ရတော့မှလဲဆိုလို့ရှိရင်စီးလုံးရတော့အဲ့ဒါကြောင့်ကျွန်တော်မေးခွန်းမေးတာနော်တမန်ခွန်မှာရှိနေတဲ့အကြီးကြီးတယောက်ရဲ့အိမ်ကိုဒီလိုဆော်ဆော်လိုက်တဲ့အခါမှာစောချစ်သူကကျွန်တော်ကာကွယ်ပါမယ်ကျွန်တော်အရှိရနေမမမမချိန်ပုံးပါမယ်ကျွန်တော်အရှိကနေပြောမှဒီအကြမ်းဒီအကြမ်းမဲ့စစ်ကောင်စီတွေကိုတိုက်ပြပါမယ်ဆိုတော့အသံကြီးတူမထွက်ပြဘူးလား ါမျိုးတွေပေါ့မိကုံးကဟောတော့သူမတိုက်ပြဘူးလားသူမကာကွယ်ပြဘူးလားနော်အဲ့တော့ပြောချင်တာတကွာဒီအချိန်မှာကျွန်တော်တို့တွေအားလုံးကကရင်အမျိုးသားရေးအလံနော်အဲ့ဒီအောက်ကနေပြတော့မှညညစွာနဲ့ကျွန်တော်တို့တွေကဒီအာနာရှင်ကိုအကုန်ပိတ်လိုက်ရအောင်။သွား ဖြတ်ဆရာရှိတာအကုန်ဖြတ်လိုက်တော့မြောက်ရီမျိုးမှာစကားစဒလန်တချို့တွေတပုံကြီးပဲကျွန်တော်တို့အစကတည်းကအမုန်းခံပြီးပြောပြတယ်လင်းရင်နေခေါ်တာလဲဒီမြောက်ရီမျိုးထဲမှာရှိတယ်လို့เนาะဒီဒီနေရာတွေမှာလင်းရင်เนาะမိနစ်20အတွင်းရောက်အောင်ကိုခေါ်တာကျွန်တော်တို့မြေပြင်ကြီးဆင်းတယ်เนาะစကားစနဲ့ပတ်သက်တဲ့လူတွေကိုဖမ်းမိတဲ့လူတွေကိုကျွန်တော်တို့ကိုယ်တိုင်ပဲအင်တာဗျူးတယ်သူတို့ကိုယ်တိုင်အကုန်ပြောသွားပြီးသွားပြီး လင်းရင်ခေါ်လို့ရှိရင်မိနစ်20ပဲအဲ့ဒီလူတွေကဘယ်လိုလူတွေကိုအကြောင်းကြားတယ်ဘယ်လိုလူတွေကိုအကြောင်းကြားတယ်ဆိုတာသူတို့ကိုယ်တိုင်အကောလုံးမှတ်တမ်းနဲ့ကျွန်တော်တို့အကောလုံးကချပြခဲ့ပြီးသွားပြီကျွန်တော်တို့ကဒီတော်လန်ရေးမှာကရင်ပြည်နယ်ကိုကရင်အမျိုးသားရေးတွေပြန်လဲပြီးတော့မှအပြေဝါကြီးစိုးနိုင်တာကိုပဲလိုချင်တာစကားဆိုင်ရဲ့ရုပ်သေးရုပ်ကျိုးဆွဲရကားတဲ့အထင်မှာပါစေခြင်းနဲ့မျိုးဆက်တစ်တွေမဟုတ်ဘူးပြီးတော့ကျွန်တော်တို့ကမြေပြင်ဆင်းတဲ့အခါမှာ ကျွန်တော်တို့ကတတိထားတဲ့အချက်ကဒီတော်လိုင်းကလေးတွေကိုထိုင်းလာဝါကပကနေပြီးတော့မှအဲ့မှာသူတို့ကဖမ်းမိပြီးတော့မှဟိုဘက်မှာ BGF ဘက်မှာသွားပြီးတော့မှတွန်ခံရတဲ့အခါမှာနိုင်မောင်စောဟလာမဆာမနာစကားဆာရဲ့လက်ထက်သွားအပ်လိုက်တယ်အဲ့အချိန်မှာနိုင်မောင်စောအယံနာကြည့်တယ်မုံလဲမုံတယ်တန်ရာကျွန်တော်တို့ဒီနေ့ဒီချိန်ရင်ထဲမှာဖြေသိမ့်မနိုင်ဘူးနိုင်မောင်စောမျက်နှာကိုတွင်ယွန်းတယ် ဘာဖြစ်လို့ယွန်လဲဆိုတဲ့အခါမှာကလေးတွေက나ကြီးစိတ်တွေနဲ့အာနာရှင်ကိုတော်လန်နေတဲ့အချိန်အတွင်းမှာเนาะသူတို့ဟိုဟိုထိုင်းဘက်ကိုတက်ပြီးတော့မှစေးကူးဖို့အတွက်လုံနေတဲ့အချိန်အတွင်းမှာထိုင်းလာဝါကမှမိပြီးတော့မှဟိုဒီရွှေကုတ်ကဘက်ကိုသွားတော့တဲ့အခါမှာထွက်ပြေးတဲ့ကလေးကိုခမရတို့ပြစ်တယ်เนาะဒဏ်ရာရတယ်ပြီးတော့စကဆလက်ထဲကိုခမရတို့ထိုးကျွေးလိုက်တယ်အဲ့ဒီခြံနေစပြီးကျွန်တော်တို့မျိုးဆက်တဲ့တွေကငါတို့မျိုးဆက်တဲ့တွေအတွက်နားကိုလိုရတဲ့နေရာ ိန်းချောင်လို့ရတဲ့နေရာတော့ငါတို့လုံးမရတော့မဲဆိုပြီးတော့မှဆုံးမြတ်ချက်ကိုချပြီးတော့မှကျွန်တော်တို့ကနားကိုဖို့အတွက်ကိုကျွန်တော်တို့လောက်ရတာညီပြင်းကိုဆင်းရခြင်းရဲ့ရည်ရွယ်ချက်တွေကဒီရွယ်ချက်တွေပဲဒါပေမဲ့ဒီလိုလူငယ်လေးတွေကသူတို့တွေမှာမရှိမဲ့ရှိမဲ့ခွန်အားတွေနဲ့လှုပ်လာခဲ့တဲ့အရာတွေကအချိန်တန်တော့အတီးအပွင့်ထွက်တယ်เนาะအဲ့ဒီအချိန်မှာစောချစ်သူတို့ကကြားဖြတ်နေနဲ့ตายာနေတယ်ရွှေကုတ်ကူတွေနဲ့ตายာနေတယ်ခင်ဗျားတို့ဒီဒီအာခင်ဗျားတို့တရုတ် တရုတ်ကြားပြန်ခေါင်းဆောင်တွေကပေးတဲ့လက်ဆောင်တွေနဲ့ခင်ဗျားတို့ကရင့်မှုနေတဲ့အခြေဒါပေမဲ့ခင်ဗျားတို့ဒီအခြေမှာပြန်ပြန်စဉ်းစားရင်ခင်ဗျားတို့ခွေးဖြစ်တာပဲအနောက်ခင်ဗျားတို့အောင်မြင်လားဒီကြားပြန်လုပ်ငန်းဒီရွှေကုတ်ကုတ်လုပ်ငန်းနဲ့ပတ်သက်ပြီးခင်ဗျားတို့အောင်မြင်လားဆိုခင်ဗျားတို့ခွေးဖြစ်တာပဲအမှန်တမ်းပြောပြရင်ဒါရိုင်းတာတော့မဟုတ်ပေါ့နော်ခွေးဖြစ်တာပဲလူငယ်တွေကဒီစစ်အာဏာရှင်လက်အောက်ကနေပေါ်မှာယုံထွက်ဖို့အတွက်ယုံပြနေတဲ့အချိန်တုန်းကခင်ဗျားတို့ကကြားပြန်ကို နေရပေးပြီးတော့မှတကူကောင်းဆန်ခဲ့တာတကူကောင်းဆန်ခဲ့အဲ့တော့ဒီနေ့ဒီချိန်မှာကတော့ခမရတို့ကိုအကြမ်းမဲ့စစ်ကောင်စီကအကြီးမားဆုံးသောရုံမှမူလာပြတာပဲတပ်မကောပါအဲ့တော့စောချစ်သူအနေနဲ့ကဘာလုပ်မှလဲအဲ့တော့စကားစကားလေးပီးကျွေးတယ်ဆိုတာအမြဲတမ်းသူတို့မှာကနောက်ကျောက်ဓာတ်နဲ့ထိုးဖို့အတွက်ကအမြဲတမ်းအဆင်သင့်ရှိတယ်အဲ့တော့ကရင်လူမျိုးဆိုတာက ကရင်အမျိုးသားရဲ့အတော့ကိုစီစီလုံးလုံးနဲ့ရှိဖို့တော့ကအင်မတန်အရေးကြီးတယ်ကျွန်တော်တို့ကကရင်ပြည်နယ်နဲ့ပတ်သက်ပြီးတော့မှကရင်လူမျိုးတွေရဲ့စိတ်ပေးဆောင်နေရာတွေတွားရခဲ့ရတယ်သူတို့တွေရဲ့ဘဝတွေနောက်ဆုံးကြားဖြတ်နေမှာစောချစ်သူတွေကပျော်မြူးနေတဲ့အချိန်မှာကျွန်တော်တို့တွေကကရင်ရွာတွေကဟိုရွာတွေကိုဆုံးခွာပြီးထွက်ပြေးလာတဲ့เนาะဒီကျွန်တော်တို့ကရင်အမျိုးသားကလေးတွေဟလာသူတို့ကိုကျွန်တော်တို့ကရေတွေတွားပို့ရတယ်စားစရာတွေတွားပို့ရတယ် เนาะအဲ့လောက်ထိတော့မှကျွန်တော်တို့လှုပ်ခရရတဲ့အချိန်မှာစောချစ်သူတို့ကကြားဖြတ်နေနဲ့ပျော်ရွှင်လို့မြူးလို့ပေါ်ကောင်းတော့ခင်ဗျားတို့ကာစီနိုတွေနဲ့ခင်ဗျားတို့တွေဒီမြူးလို့ကောင်းတော့ခင်ဗျားတို့ဟိုဘက်တွေမှာเนาะဖဲရိုက်လို့ကောင်းတော့ကာစီနိုတွေနဲ့လောင်းကစားတွေနဲ့ခင်ဗျားတို့ပျော်လို့ကောင်းတော့ဒါပေမဲ့ဒီနေ့ဒီအချိန်မှာ result ကိုပြန်ကြည့်မယ်ဆိုလို့ရှင်အကြမ်းဆစ်ကောင်စီခင်ဗျားတို့ကိုလာချပြီเนาะရာချပြီရာချပြီဆိုရဲကြပါ तू อ่ะ ရုရှားကို तू ကထိုးကျွေးလိုက်ပြီလေရုရှားနဲ့ तू ပူးပေါင်းပြီလေပူးပေါင်းပြီးတော့မှကျွန်တော်တို့ပြည်တွင်းစစ်မှာသူတို့တွေကဖိပြီအဲ့တော့ကျွန်တော်တို့တွေအားလုံးကဘာလုပ်ရမှာလဲခရင်အမျိုးသားကြီးတွေအားလုံးကစူးစီးရတော့မယ့်အချိန်ဖြစ်ပါတယ်နေက DKBA မို့လို့နေက PC မို့လို့နေက BGF မို့လို့နေက KTLA မို့လို့နေကဟိုဟာမို့လို့ကျွန်တော်တို့တော့ခွဲလို့မရတော့ဘူးဒီချိန်မှာ ျွန်တော်ဒီချိန်မှာခွဲလို့ရှိရင် EAOS တွေကိုအားကိုးတကြီးနဲ့အမြဲတမ်းရှိနေတဲ့ကျွန်တော်တို့ပြည်ရင်းထဲကကလေးတွေကလည်းကရင်ပြည်နယ်ထဲမှာအများကြီးရှိတယ်။အဲ့လိုမျိုးတွေရှိတယ်။အဲ့တော့ဒီချိန်မှာအားလုံးကစူပေါင်းမှုအတွက်စူပေါင်းပြီးတော့မှအကြမ်းဆစ်ကောင်စီကိုကျွန်တော်တို့တွေကဖျက်လိပြတ်အနေနဲ့ပြန်လောရတော့မယ့်ကာလဖြစ်တယ်။ပြပြတသားနဲ့ကြိုက်ကြရတော့မယ့်ကာလဖြစ်တယ်ဒီချိန်မှာကျွန်တော်တို့ကဆယ်လီနောက်တွေလိုက်လို့မရဘူးနော်ဒီချိန်မှာကျွန်တော်တို့က ဟိုဆယ်လီနောက်ကိုလိုက်လို့မရဘူး we are the one ဖြစ်ရမှာကျွန်တော်တို့ဆယ်လီနောက်တွေလိုက်ခဲ့ပြီးသွားပြီးလင်းနေတာအတွင်းမှာဘာအကျိုးအမျက်မှမရှိခဲ့ဘူးဆယ်လီနောက်ကိုလောကမလိုက်ပါနဲ့ team group နောက်ကိုလိုက်ပါနော်ဟိုအများအားပေါ့နော်အများအားနောက်ကိုလိုက်နော်ဟိုတူဦးတယောက်ကောင်းတူတယောက်နမည်ကြီးချင်းအဲ့လိုမျိုးနောက်ကိုမလိုက်နဲ့တူတယောက်ရဲ့နမည်ကြီးချင်းနောက်ကိုလိုက်ခဲ့တာကကလေးတွေ အများကြီးအသက်ပေးခဲ့ရပြီးပြီကလေးတွေအများကြီးကြဆုံးခဲ့ရပြီးပြီเนาะအများကြီးဆုံချုံနေတာမှုတွေရှိခဲ့ရပြီးပြီဟုတ်တော့เนาะအဲ့တော့တူတူတယောက်နာမည်ပေါ်ထွန်းရေးတော့ကိုကျွန်တော်ကမသွားဘဲနဲ့ကရင်ပြည်နယ်ရဲ့ကရင်ပြည်နယ်ဆိုလို့ရှိရင်ကရင်ပြည်နယ်ရဲ့အမျိုးသားရေးအတွက်ကိုဒါကျွန်တော်တို့တွေကဘလို့တက်မဲ့ပြီးတော့มาသွားကြမလဲဘလို့ကရင်ပြည်နယ်မှာရှိနေတဲ့မိတင်းနေထိုင်ကြတဲ့ပြည်သူလူထုတွေအားလုံးရဲ့အနာဂတ်အတွက်ကို လုံခြုံနှွေးထွေးမှုတို့တွေဘလို့ပေးမလဲသူတို့တွေရဲ့ဘဝတွေအားလုံးကိုအကြမ်းမဆက်အာနာရှင်ရဲ့လက်အောက်ကနေဘလို့ကဲတင်မလဲဆိုတဲ့အတွေးခေါ်မျိုးစဉ်းစားမှုမျိုးကိုကျွန်တော်တို့ကတွေးတောရတော့မဲ့အချိန်ကာလဖြစ်တယ်အကြမ်းမဆက်ကောက်စရာဒေလီသူတို့လှုပ်ပြလိုက်တယ်တက်မခွန်မှလှုပ်ပြလိုက်တာမင်းတို့တွေကအများနဲ့သွေးကွဲနေတာပါမင်းတို့မင်းတို့ကိရင်တွေကကြီးလိုက်ရင်အများနဲ့သွေးကွဲနေတာပါ မင်းတို့ကင်တွေကအများနဲ့ကြီးလိုက်လို့ချင်းမစည်းလုံးမှုမင်းတို့ကင်တွေကအများနဲ့တစ်ဖွဲ့နဲ့တစ်ဖွဲ့တူနဲ့တူတိုက်ခိုက်နေတာပါအဲ့ဒါမင်းတို့ရဲ့အားနည်းချက်ပဲအဲ့တော့မင်းတို့နွားကွဲတော့ငါတို့ကတော့ဝင်ဆွဲမှာပဲဝင်လုံးမှာပဲဆိုတဲ့အတွေးခေါ်မျိုးအကြမ်းမဲ့စစ်ကောင်စီမှာရှိတယ်အဲ့တော့ကျွန်တော်ပါလောက်ကြမယ်နော်ကျွန်တော်ခွဲခြားလို့မရတော့ဘူးဖလုံမဲဖြစ်ဖြစ်တောင်ပေါ်ကင်မဲဖြစ်ဖြစ်တောင်အောက်ကင်မဲဖြစ်ဖြစ်ကျွန်တော်တို့တော့ခွဲလို့မရဘူး မင်းကတောင်အောင်กินမို့လို့ကျွန်တော်တို့သွားခွဲလို့မရမင်းကတောင်မောင်กินမို့လို့ကျွန်တော်တို့သွားခွဲလို့မရကျွန်တော်တို့ကဒီနေ့ဒီချိန်မှာဒီလိုစကားလေးတွေကိုပြောတတ်တာဟာနွေဦးတော်လိုင်းမှာလည်းပါဝင်တယ်กินပြီးနေကိုလည်းသွားတယ်ရေกินနဲ့ပတ်သက်တဲ့ယဉ်ကျေးမှုအမွေအနစ်တွေကိုအယံတံမိုးထားတယ်ကျွန်တော်တို့မသိကျွန်တော်တို့အရင်တော့ဆိုဟိုတော်လိုင်းမတိုင်ခင်တော့ဆိုလို့ရှိရင်กินပြီးနေအကြောင်းကျွန်တော်တို့နားမလဲเนาะကေလူမျိုးတွေအကြောင်းကို ဟိုအပေါ်ရံမဲ့ကျွန်တော်တို့နားလည်ခဲ့တယ်ညာဒါပေမဲ့ဒီတော်လိုင်းကိုလှုပ်တဲ့အခါမှာအမိုးလို့ခေါ်ပြီးတော့မှသမင်းတွေဝင်စားရတယ်เนาะအပားလို့ခေါ်ပြီးတော့မှကျွန်တော်တို့တွေကနားကိုရနေရာတွေကိုရခဲ့ကြတယ်အဲ့ဒီမှာတစ်ဆင့်ကျွန်တော်တို့ယဉ်ကျေးမှုတွေအမွေနစ်တွေကျွန်တော်တို့တွေကပြန်ပြီးတော့မှနားလည်ခဲ့ရတယ်အဲ့ဒီတော့အဲ့ဒီအဲ့ဒီတဲမှာမမဩကင်းပြင်းနဲ့မှအဖွဲစည်းတွေကဒီလို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 ရှိတယ်ဆိုတော့အရာတွေအားလုံးကိုကျွန်တော်တို့ကထပ်ဆင့်ကျွန်တော်တို့ကပြန်လဲပြီးတော့မှနားလည်ရတဲ့ အနေထားပြန်နားလည်းတိကျွမ်းသွားတဲ့အနေထားမျိုးရောက်လာအဲ့တော့ဒီလိုမျိုးအချိန်အခါမှာကျွန်တော်တို့ကဘာကြောင့်ဒီလိုစကားတွေကိုပြောနိုင်နာတာလဲဆိုလို့ရှိရင်ပြင်ပြင်းနဲ့ပတ်သက်လာလို့ရှိရင်ကျွန်တော်တို့ရဲ့အားလုံးဟာအောက်ခြေသင်းအလုပ်လုပ်ခဲ့လို့ဒါမျိုးလေးလေးတွေကျွန်တော်တို့ကအကြံပြုနိုင်တာဖြစ်တယ်အကြံပြုနိုင်တာဖြစ်တယ်ဝန်းရံပေးပေးတာဖြစ်တယ်အဲ့တော့ကလေးတွေအားလုံးမှာဒီလိုမျိုးစကားတွေပြောလာပြီ လေးတွေအတော်မှာဒီလိုမျိုးအတွေးခေါ်တွေရှင်းတန်းနေပြီကလေးတွေလူငယ်တွေမျိုးဆက်တွေတောင်မှဒီလိုမျိုးအတွေးခေါ်တွေရှင်းတန်းနေပြီဆိုလို့ရှိရင်စောချစ်သူတို့ကဘာလုပ်နေတာလဲဟောစောချစ်သူတို့ကဘာလုပ်နေတာလဲပြန်ပြီးတော့မှကိုကိုကိုမိကုန်းပြန်ပြီးပါနော်အဲ့တော့သူ့အဖွဲ့စည်းကိုအဖွဲ့စည်းဂျားမှာကာထားတဲ့အုတ်တိုင်းနေရန်ဒီအကုန်ဖြိုချပါ အားလုံးပေါင်းပါနော်အာနာရှင်ကိုတော်လန်နေဆိုတဲ့ပြစ်မှတ်တစ်ခုတည်းကိုထားပြီးတော့မှကျွန်တော်တို့ခီးစားမယ်အချိန်ဖြစ်ပါတယ်နော်ဒီကြားပြန်ကိစ္စနဲ့ပတ်သက်ပြီးတော့မှလဲစောချစ်သူမှာအဖြေအကုန်ရှိပြီးသားပဲဘယ်ကနေဘလူတွေဖြစ်ပေါ်လာတာလဲဘယ်ကနေဘာတွေဖြစ်ပေါ်လာတာလဲသူတို့မှာအဖြေအကုန်ရှိပြီးသားပဲအဲ့တော့အားလုံးပူးပေါင်းရမယ်အချိန်ဖြစ်ပါ တော်လိုင်းလောက်တယ်ဆိုတာနှစ်ကြာလေးစီးလုံးလေးဖြစ်ရမယ်နှစ်ကြာလေးသွေးကွဲလေးမဖြစ်ရအောင်နှစ်ကြာလေးစီးလုံးလေးနှစ်ကြာလေးစီးလုံးလေးနှစ်ကြာလေးစီးလုံးလေးရတော်လိုင်းလုံလုံနဲ့မြေပြန့်ဒေသအကြောင်းအရာတွေနားလဲရမယ်တော်လိုင်းလုံလုံနဲ့ရခိုင်ပြည်နယ်အကြောင်းအရာတွေတော်လိုင်းလုံလုံနဲ့တနင်္သာရိုင်တိုင်းဒေသအကြောင်းအရာတွေတော်လိုင်းလုံလုံနဲ့တိုင်းနယ်ပြည်နယ်၁၄ခုအကြောင်းအရာတွေနားလဲပြီးတော့မှကျွန်တော်တို့တွေဟာပို့ပြီးတော့မှစီးစီးလုံလုံနဲ့ဒီအာနာရှင်ပြစ်မှတ်တွေကိုဖြိုခွင်းနဲ့စီကိုကျွန်တော်တို့ကခြေလန်းလန်းလာမှာဖြစ်ပါတယ် သူ့ကိုရမယ့်အချိန်မဟုတ်ပါဘူးသူ့စီရမယ့်အချိန်ဖြစ်ပါတယ်ကရင်ပြည်နယ်ရဲ့အနာဂတ်ကိုကရင်အမျိုးသားရေးတွေကရင်ပြည်သူလူတွေကရင်မျိုးဆက်သစ်တွေကရင်ပြည်နယ်မှာရှိနေတဲ့ပြည်သူလူထုအားလုံးသူ့စီညီညွတ်မှသာလေကောင်းမွန်သောအနာဂတ်တစ်ခုပေါ်ပေါက်လာမှာဖြစ်ပါတယ်အကြမ်းမစစ်ကောင်စီရဲ့လက်ထဲကိုဖူးကျွေးခံမလားကရင်အမျိုးသားရဲ့အဖွဲ့တွေအားလုံးစုစည်းပြီးတော့မှဝီရတဝမ်းဆိုပြီးတော့မှလူငယ်မျိုးဆက်သစ်တွေကိုပါဆွဲခေါ်ပြီးတော့မှ ဒီအာနာရှင်ကို အမြင့်ဖြတ်မလားအဲ့ဒီအဖြေကိုပေးရတော့မယ်အချိန်ဖြစ်တယ်လူငယ်တွေကအရှိမပေးခိုင်းနေတာကြာပြီမြင်မြတ်စီလုံးမှာမြင်မြတ်စီလုံးမှာအာနာရှင်ကိုအပြတ်ချပါအာနာရှင်ကိုအပြတ်ချိတ်ပါဖာတီတို့ဘလောက်လိုတယ်လဲနော်နှစ်ဘူးကချွေးချီမာတိကြတဲ့အရာတွေနဲ့ဝိုင်းဝန်းကြတယ်ဝိုင်းဝန်း support လုပ်ကြတယ်ပေးကြတယ်နော်လုပ်ကြတယ် လူငယ်တွေပြည်သူလူထုရဲ့အားတွေကိုစောစောစစ်စစ်တီးခဲ့လို့ရှင်လေဒီချိန်မှာအဲ့တော့အခုအချိန်မှာကတော့ပုံပြီးစီးစီးလုံးလုံးနဲ့ငါတို့တွေဒီကရင်ကရင်ပြည်နယ်ရဲ့အနာဂတ်ကရင်အမျိုးသားကြီးတွေရှင်သန်ကြမဲ့သူတွေဖြစ်တဲ့ကရင်ပြည်ရဲ့အနာဂတ်ကိုကရင်အမျိုးသားကြီးတွေဟာလားအားလုံးနဲ့သက်ဆိုင်နေပြီးတော့အာနာရှင်ကိုတွန်းလှန်တဲ့လူငယ်တွေမျိုးဆက်တွေကိုတို့တွေဒီဘယ်လိုမျိုးဥဆောင်ကြမယ်ဆွဲခေါ်ကြမယ်ဆိုတဲ့အရာမျိုးအကောင်းဆုံးနဲ့အတူ အာနာရှင်ကိုအမြင့်ဖြတ်ချေမွားတော့မယ်အချိန်ကာလဖြစ်ပါတယ်လို့ပဲပြောချင်ပါတယ်။မြ мян လေးကျွန်တော်တို့စီစဉ်ပါအကြမ်းဖက်စစ်ကောင်စီကစိန်လာခေါ်တဲ့ပုံစံလိုမျိုးလှုပ်ချလိုက်တဲ့အနေအထားမျိုးတွေ့ရတဲ့အတွက်ကြောင့်เนาะသူကမေခါတာစခန်းမှာပဲသွားကြည့်လိုက်ဖျားစီဒီပထိုးတွေကိုလည်းသူပဲဂျက်ဖိုက်တာနဲ့လာဖြက်စီးထားတာကွန်ကရစ်မှာရှိနေတဲ့ဖုံကြီးเจ้าနေတစောင်းတိုင်းတွေလည်းသွားကြည့်လိုက်သူပဲ အကြမ်းဖက်စစ်ကောင်စီမှာဖျားတရားဆိုတာမရှိဘူးဖျားတရားဆိုတာသူတို့မရှိဘူးသူတို့ရဲ့စိတ်တက်ထဲမှာဘလို့ရက်ဆက်ရမလဲဘလို့ယုံမာရမလဲဘလို့ဟိုဟာလောက်ရမလဲအဲ့ဒါပဲသူမှရှိတယ်အဲ့တော့အားလုံးဘာလို့မလဲဒီချိန်မှာ အမြန်ဆုံးစီစီလုံးလုံးရှိရမယ့်အချိန်ဖြစ်ပါတယ်လို့ပဲအကြံပြုပြစေနော်အကြံပြုပြစေအဲ့တော့အာနာရှင်ကိုတွန်းလှန်ချိန်မှာအမြန်ဆုံးစီလုံးမှာ အမြန်ဆုံးညီညွတ်ပါအမြန်ဆုံးပူပေါင်းမှာအမြန်ဆုံးနော် ဒါကျွန်တော်တို့အားလုံးလက်တွဲညီညီနဲ့အတူချီတက်ပါလို့ဒါကျွန်တော်တို့အကြံပြုချင်ပါတယ်နော်အကြံပြုချင်ပါတယ်အားလုံးနောက်ပြမသက်ဆိုင်ရာအစိုးရအဖွဲ့အစည်းအသီးသီးများနော်လူငယ်အဖွဲ့အစည်းအသီးသီးများနော်တော်လိုင်းအဖွဲ့အစည်းအသီးသီးများအားလုံးတနိုင်ကန်လုံးတရိဝရိယကြီးမားစွာထားတော့မယ့်အချိန်ဖြစ်ပါတယ်ဘာကြောင့်လဲဆိုအကြံမဲ့စစ်ကောင်စီကရုရှားကိုသူခေါ်သွားတာဒီသူနဲ့အတူတူတေပေါ်တေပတ် ခရိုနီအာနာရှင်တွေကိုသူခေါ်သွားပြီးပြီဖြစ်ပါတယ်အဲ့တော့သူသူ့ဘက်ကတော့သူယုံမှဖို့အတွက်ကိုပဲသူစဉ်းစားနေတော့မှာရုရှားနဲ့ပူပေါင်းပြီးဘယ်လိုသူယုံမှမလဲမင်းအောင်လည်းအစကတည်းကတော့ရုရှားဆရာတင်တာလीနော်ဆရာတင်တာဆိုတဲ့အခါကျတော့သူဘယ်လိုမျိုးယုံမှမလဲဘယ်လိုလုပ်မလဲဘယ်လိုအတင်းဖိမလဲဒါတွေပဲဆိုတော့အားလုံးတနိုင်ကလုံးသတိဝိရိယကြီးမားစွာထားရတော့မယ်ကာလဖြစ်ပါတယ်လို့ပဲပြောချင်ပါတယ်နော်အဲ့တော့ အထူးသတိရှိကြဖို့เนาะတိုက်တွန်းလိုက်ပါတယ်ယေရှုတင်ပါတယ်ဒီလောက်ပါပဲเนาะအားလုံးအဲ့တော့မြဲမြဲစီးလုံးပါမြဲမြဲညီညွတ်ပါမြဲမြဲသွေးစီးပါเนาะအားလုံးမြဲမြဲသွေးစီးပါเนาะလူငယ်တွေကိုမြဲမြဲဆွဲတက်ပါလူငယ်တွေကိုမြဲမြဲနေရပေးပါเนาะပညာတတ်လူငယ်တွေအများကြီးရှိပါတယ်เนาะကရင်ပြည်နယ်မှာပညာတတ်လူငယ်တွေအများကြီးရှိပါတယ်